ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်ရန်ဂမ္ယာဖြစ်ရဲ့စံချယ်ဇလန်းကောင်းလေးတွေကိုတိဆက်ပေးနေပါတယ်ဒီနေ့မှာတိဆက်ပေးမှာကတော့စာရေးဆရာအခဆော်ရေးသားထားတဲ့ပထမဘူဘူအောင်အပိုင်းတစ်ကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်းလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နေ ဇလန်းသိများစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပြီးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။အချိန်ကတော့မြမတက်ကရစ်1120ခုနှစ်ခန့်ကဖြစ်တယ်။ကိုမမင်းဆန်စိုးမိုးအုပ်ချုပ်နေတဲ့အချိန်လေးဖြစ်ပြီးရောတယ်။တောင်တင်းကြီးမြို့အတွင်းကနေလူနှအူးလမ်းလျှောက်ထွက်လာကြတယ်။တအူးကတော့အသက်40ရွယ်ခန့်ယောက်ျားသားတအူးဖြစ်ပြီးတော့ကျန်တအူးကတော့အသက်70နှစ်အရွယ်ခန့်သာရှိသေးတဲ့ယောက်ျားလေးတစ်ယောက်ဖြစ်တယ်။ အဲ့လူနှစ်ဦးကတော့ရုတ်ချင်းအလုံးစင်တူတာကြောင့်ဝေးမှလမ်းမြေုံနေပြီးတားဖားတွေဖြစ်တာကိုသိနိုင်နေမျိုးစုံတနေရာအယောက်မှာတော့အဖေဖြစ်သူဟာခြေလမ်းကိုရက်တက်လိုက်တော့တယ်အိမ်နောက်တော့ခေါင်းကိုကိုလိုက်တော့တယ်ဒီလမ်းဟုတ်ရဲ့လားအဖေကဒီလမ်းလို့တော့ပြောတာပဲဟိုရှိကဒုတိယကိုမေးစမ်းကြည့်ဦးမယ်အဖေဖြစ်သူကတော့ဘွားတကောင်ဆွဲလာတဲ့လူအားတွေ့ရတဲ့အတွက်အဲ့လူအနီးနားကိုပြေးသွားလိုက်ပြီးတော့နောင်ကြီးကိုမေးကြရရှိလို့ပါဇေယမင်္ဂလာတောင်းတိုက်ကို ဘယ်လိုင်းကသွားရမလဲဆိုတာနောင်ကြီးသိရင်တစ်ချက်ညွှန်ပြပေးပါဦး။နွားဆွေးလာတဲ့လူကမျက်မှောင်ကျိုးလိုက်ပြီးတော့တစ်ချက်စဉ်းစားနေတယ်။နှုတ်ကလည်းဇေယမင်္ဂလာကြောင်းတိုင်လို ခတ်တူတူကလေးရေရွနေရောတယ်။အဲ့လူရဲ့အပြုမူကိုကြည့်ပြီးတော့အဖေဖြစ်သူကလမ်းမလာပြီလားလို့တန်တရားဝင်မိတယ်။အတန်ကြာအောင်စဉ်းစားပြီးတော့မှ"အော်ဟုတ်ပြီ။နောင်ကြီးပြောတဲ့ဇေယမင်္ဂလာကြောင်းဆိုတာကျင်းညီကြောင်းကိုပြောတာထင်တယ်။ဘလို့ဗျကျင်းညီကြောင်းနေလား?" ဟုတ်တယ်နောင်ကြီး။ចောင်းရဲ့အမိကတော့ဇေယမင်္ဂလာចောင်းဆိုပြီးမြဲ။အဲ့ဒီចောင်းကကျင်းနီထွက်တဲ့ချောင်းကလေးအနီးမှာရှိတော့ရွာကန်နီကကျင်းနီចောင်းလို့ခေါ်ကြတယ်နောင်ကြီးက။ဒါဖြင့်ကျုပ်တို့သားဖာကိုလက်ညှိုးဆမ်းပါအောင်ဗျာ။ထိုလူကတနည်းအားကိုလက်ညှိုးညှို့ပြလိုက်တော့ဟောဟိုကစိတ်ညှို့ညှို့နဲ့တောဦးကလေးဟာနောင်ကြီးပြောတဲ့ဇေယမင်္ဂလာចောင်းပေါ်နောင်ကြီးရဲ့အဖေဖြစ်သူအောင်လမ်းညွန်သူကိုကျေးဇူးတင်စကားဆိုပြီးတာဖာနေအောင်ခက်တက်တက်ရှောက်လာခဲ့ကြတယ် ကျင်းနီချောင်းကတော့တောင်နေကြီးမြို့ရဲ့မြောက်ဘက်မြို့ဆိုနေရာမှာတည်ရှိပြီးတော့တောင်ကုန်းကလေးတစ်ခုရဲ့အခြေမှရှိကောင်းတစ်ပင်ကြီးတွေထူးထူးထဲထဲပေါက်ရောက်နေတာမို့စိန်လန်ပြီးအကြီးအဝါသာကောင်းလာတယ်။ကျောင်းဝင်းအတွင်းကိုရောက်တဲ့အခါတော့ခြေတန်းရှိတစ်သားကျောင်းဆောင်ကြီးကိုမြင်တွေ့ရတော့တယ်။ကျောင်းကြီးတစ်ခုလုံးကိုရေနဲ့တုတ်ထားတာကြောင့်မဲနဲ့နေရော်တယ်။ကျောင်းပေါ်တက်သွားတဲ့အခါတော့ဦးစင်ကြီးတစ်ပါးကိုတွေ့လိုက်ရတယ်။ဦးစင်ကြီးကတော့အသက်60ခန့်ရှိမယ်လို့ထင်ရတယ်။ ။ကျောင်းမှာတော့ကျောင်းသားကလေးတွေကစာအန်နေကြတာကိုတွေ့ရတော့တယ်။ဦးစင်ကြီးရှေ့မှာတော့သားဖားနှစ်ယောက်ဒူးတို့ထိုင်ချလိုက်ပြီးတော့ဦးစင်ကြီးကိုဝှက်ပြေးလိုက်တယ်။တကာကြီးကဘသူတော်ဟုတ်ကဲ့။တင်းမဖျောင်းတပည့်တော်ကတကွန်နိုင်ကုန်းကဘုံပြန်ဆန်ညိုပါဖျောင်း။ဟုတ်လားကတပည့်တော်ရဲ့သားအလက်မောင်ဘူးအောင်ပါတပည့်တော်ကကြောင်းထိုင်စီရတော်နဲ့တွေ့ကျင်လို့လာခဲ့တာပါဗျာဦးစင်းကကြောင်းထိုင်စီရတော်ပါပဲတကကြီးတို့ဒီကိုလာတာဘာကြောင်းကြောင်းပါလဲ ဖိုးမြက်ဆန်ညိုကလက်ဦးချီလိုက်ပြီးတော့တပည့်တော်ကလက်ပံရှိရွာစာတိပါဖျားတပည့်တော်တို့မှာသာသမီများပြားလုံးနာတကြောင်စီးပွားရေးကြက်တဲလုံးနာတကြောင်မို့တောင်းလင်းကြီးကိုရွှေပြောင်းလာကြတာပါဖျားအခုတော့တကွန်နိုင်ကုန်းမှာဟီတီဟင်းရဲ့စိုက်ပြိုးပြီးအတမွေးနေထိုင်ရပါတယ်ဖျားတပည့်တော်တို့မှာစီးရဲလုံးနာကြောင့်ဟောဒီသားကလေးမအောင်ကိုပညာမတင်ပေးနိုင်မဆုံးမမတုံတင်နိုင်ဖြစ်နေပါတယ်ဖျားအဲ့ဒါကြောင့်အရှင်ဖျားတို့ကြောင့်မှတားလီမအောင်ကိုအနှံထားကြပါတယ်ဖျား ဦးစင်းကြီးကတားဖာနှအိုးကိုကြည့်လိုက်တဲ့အခါတော့ဝစ်စားထားတဲ့ဝစ်စားရီကစုပ်ပြဲနှုံချလာတာကိုတွေ့လိုက်ရတော့တယ်။ကောင်းပါပြီဒီကကြီး။ဦးစင်းမောင်ကို လက်ခံပါမယ်။ကျေးဇူးကြီးပါတယ်အရှင်ဖျား။မောင်ကိုတားတပည့်အရင်တယောက်လို့ရိုင်းနဲ့ဆုံးမနိုင်ပါလေဖျား။တပည့်တော်အရှင်ဖျားကိုအပ်ပါတယ်။စိတ်ချပါဒီကကြီး။ဦးစင်းရမောင်ကိုစားလေးတင်ပေးမယ်။လောကနီးတီကျန်းတွေလည်းတင်ပေးမယ်။မလိမ္မာတာရှိရင်လည်းသူတင်ဆုံးမပေးမယ်ဒီကကြီး။ တကကြီးဘာမှစိတ်မပူနေတော့ဟုတ်ပြီလားဖိုးမြန်ဆန်ညူကမောင်းကိုကြည့်လိုက်ရင်လူလေးမင်းဒီနေ့ရစားပြီးဦးစင်ကြီးနဲ့ဆရာတော်တွေပြောတဲ့စကားကိုနားထောင်ရမယ်နော်ဦးစင်ကြီးတို့ခိုင်းသမျှမညူမဆူလှုပ်ပေးခိုင်ပေးကွဟုတ်ပြီလားဟုတ်ကဲ့ပါအဖေဦးစင်ကြီးကကြောင်းတက်နေရဟွန်းဦးစင်ကြီးကကြောင်းတက်နေရကိုကြည့်လိုက်ကဟေးမောင်ပညာဒီကိုခဏလာခဲ့ပါဦးကွအဲ့ဒီခါတော့ကျောင်းနောက်ဘက်ခန်းအတွင်းကနေဦးစင်တပါပြေးထွက်လာတော့တယ် တင်မဖျားဟောဒီကမောင်ဘူးအောင်ကိုចောင်းသားဖြစ်လက်ခံလိုက်ပြီးကွသူ့ကိုနေဖို့ထိုင်ဖို့ပြင်ဆင်ပေးလိုက်စမ်းမတင်မဖျားဦးစိမ့်ပညာတာမီကောင်မောင်ဘူးအောင်လက်ကိုဆွဲပြီးတော့ចောင်းနောက်ကိုခေါ်သွားရင်ပြင်းနေအချိန်ထဲမှာပဲအဖေဖြစ်သူဘိုးမြတ်ဆန်ညိုလေးဆရာတော်ကိုဝေဖြည့်ကောင်ចောင်းမောင်မပြင်ဆင်ရင်ပြင်ဆင်နေရော်လေမောင်ဘူးအောင်ကတော့အဖေဖြစ်သူကိုတစ်ချက်ကြည့်ပြီးရေးရီဖြန်ဖြန်ကြလာတယ်ဘိုးမြတ်ဆန်ညိုကလည်းတားဖြစ်သူကိုဖုန်းကြီးเจ้าမှာထားခဲ့ရတာမို့ စိတ်ထဲတိတ်မကောင်းလာဘူး။ဒါပေမဲ့လေမိမိမျက်ရည်ကြိုင်တော့ဒါဖြစ်သူပုံပုံစိတ်ထိခိုက်မှာဆိုတာကြောင့်ကျောင်းပေါ်မှာပြေးဆင်းလာခဲ့တော့တယ်။မောင်ဘူးအောင်လည်းငိုယိုပြီးတော့ကျောင်းပေါ်မှာပြေးဆင်းလာခဲ့တယ်။ဖိုးမြတ်ဆန်ညိုကလည်းအနောက်ကိုပင်လိမ်မကြည့်တော့ဘဲကျောင်းဝင်းအတွင်ကနေတကြိုးတည်းပြေးထွက်သွားတယ်။မောင်ဘူးအောင်ကတော့ဖားခင်ဖြစ်သူအနောက်ကိုပြေးလိုက်တော့လေကျောင်းပေါ်မှာအစင်းကခလုတ်တိုက်ကမောက်လျက်သားလဲကျသွားတော့တယ်။ငွေရည်နှုတ်နေတဲ့အချိန်မို့ မိဘတွေနဲ့ခွဲနေရမှာကိုတွေးမိတဲ့အခါတော့မောင်ဘိုးအောင်တယောက်အလွန်စိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့်လဲကျနေတဲ့နေရာမှာပဲချုံဝေချောင်ငိုယိုနေမိတယ်။ဦးစင်းတွေကလည်းမောင်ဘိုးအောင်ကို ကြည့်ပြီးတော့တပြင်းပြိုင်တူချလိုက်ကြတော့တယ်။မောင်ဘိုးအောင်ငိုယိုနေပြီးအတန်ကြာတဲ့အခါတော့အနည်းကိုចောင်းသားတယောက်ရောက်လာတော့တယ်။မောင်ចောင်းသားကမောင်ဘိုးအောင်ရဲ့ပခုံးကိုပို့လိုက်ကောင်ငိုမနေပါနဲ့တော့ကိုရင်ရအစမှာတော့ဒိုးတွေလည်းဒီလိုခံစားရတာပါပဲ။ ချိန်တော့နေသားချသွားမှာပါကွာ။မောင်ချောင်းသားကမောင်ဖူးဟောင်ကိုဆွဲထုတ်လိုက်တယ်။ဒီเจ้าကြီးကပြောဖို့တိတ်ကောင်းတာကွာ။တို့ဆိုเจ้าပိရင်အိမ်အောင်ဝပြင်ကျင်တော့ဟိုလာစမ်းမှာကိုရင်လေးယောက်ျားပဲ။ယောက်ျားဆိုတာမြည်လွယ်လွယ်မကြရဘူးကိုရင်ရ။မောင်ချောင်းသားနေသိတဲ့အခါမှာမောင်ဖူးဟောင်တရားစိတ်နှဲငယ်တက်တာသွားတော့တယ်။ကြောက်ဘမောင်မောင်ချောင်းသားကလေးတွေကမောင်ဖူးဟောင်ကိုငေးမောကြည့်ရှုနေကြတော့တယ်။ငါနမေမျက်ကြည်လို့ခေါ်တယ်ကိုရင်ရ။ဒါနဲ့ကိုရင်နမေကရော ကျုံနမရဘိုးအောင်မှာဒါပေမဲ့လူတတော်များများကတော့မအောင်လိုပဲခေါ်ကြတယ်။လာပါမအောင်ရာမင်းမျက်ရည်တွေတုပ်လိုက်စမ်းပါ။မင်းကိုဒူချောင်းကဆရာတော်တွေចောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်ဟုတ်ပြီလား။မောင်မြတ်ကြီးကတော့မောင်ဘိုးအောင်အားဆွဲခေါ်သွားတော့လေ။ចောင်းမှာចောင်းနိုင်ဆရာတော်တပါးရှိပြီးတော့အများစုကဦးစင်းကြီးလို့သာခေါ်ကြတယ်။ចောင်းနိုင်ဆရာတော်အောင်မှာတော့တပည့်တော်ဝက်ကဦးစင်းသုံးပါရှိတယ်။ဝါဝဖိဖိအရဲ့ပူပူနဲ့ကိုရောကတော့ဥလက္ခဏာလို့အမည်ရတယ်။ ိမိပါပါအရေးရှိရှိနဲ့အမြဲပြုံးနေတဲ့ဆရာတော်ကတော့ဥပညာတာမီပဲဖြစ်တယ်။မျက်နာမှာကြောက်ပုံမှန်တွေပြတ်ပွားရှိတဲ့ဦးစင်ကတော့ဥဟာတိစားပဲဖြစ်တယ်။သူကြောင့်မှာเจ้าနိုင်ဦးစင်ကြီးကသဘောကောင်းနေ။ဥလက္ခဏာကတော့လောဘကြီးနေ၊စိတ်ကတဲ့မအောင်ရ။ဥပညာတာမီကတော့ဖြင့်ပညာဆိုတဲ့အတိုင်းဒီเจ้าမှာစာပေချမ်းငယ်အတက်ဆုံးပုဂ္ဂိုလ်ပဲ။ငငယ်ကစာဝါလိုက်ဖူးတွေပြောတယ်။ဦးစင်တိန်ကလိုဝက်တိုးတိတ်တယ်။သူเจ้าသားတွေနဲ့ ဖလဲတခင်တိတ်မနေဘူးမအောင်ရဥစင်းတိန်ဆိုတာဘာတူလဲမောင်မြတ်ကြီးရဲ့ဥဟာဒေသာကိုပြောတာပါမအောင်ကဲလာចောင်းသားယူနေမိတ်ဆက်ပေးမင်းចောင်းကိုဝင်လိုက်တဲ့အခါတော့မောင်ចောင်းသားတွေကမောင်ကိုငေးကြည့်နေကြတယ်မောင်ចောင်းသားစေဦးခန္ဓာရှိရဲ့မောင်ចောင်းသားဆိုတော့လေအွေမကြီးကြောင်းမောင်ចောင်းသားအုပ်စုတွေမှာထွားထွားချမ်းချမ်းရှိတာတွေចောင်းသားကိုမောင်မြတ်ကြီးကလက်ညှိုးထိုးလိုက်ပြီးဟောဟိုထွားထွားချမ်းချမ်းနေကတော့ငထွားလို့ခေါ်တယ်ဟိုဘက်ကပြပြဆုပ်ဆုပ်နေကတော့ ပေတူးပေါ့ကွာဟောဟိုကမျက်လုံးတစ်ဖက်ပြက်နေတာကတော့မောင်ကန်းအရက်ပူပူနဲ့ကောင်ကတော့မောင်ပူရဲ့ကွာဟာနမေရီယာလေးလူပုံစံတွေနဲ့တစ်ချက်သေးပါလားဒါဆိုဟောဟိုကအရက်ရှိရှိနဲ့ကြတော့မောင်ရှိလူများခေါ်လိမလားဒီဘေးကဝဝတုတ်တုတ်ဖိုးဝါယုတ်လိုလူကမောင်ဝပေါ့မောင်ပြောတဲ့အခါတော့တခြားចောင်းသားတွေကရီမောကြတော့တယ်မောင်မြကြီးကခေါင်းခါလိုက်ပြီးတော့မဟုတ်ဘူးမောင်ရရှိရှိလေးကလည်းဂလန်ဂလာနေလူကြတော့ လမ်းမားတယ်ကွဟောဟိုကအစီပိပီဝါနေတဲ့လူကိုကြတော့ဝက်ကြီးလိုခေါ်တယ်ကွအဲ့ဒီအချိန်မောင်ထွားမိရတဲ့ចောင်းသားကောင် မောင်ဘိုးဟောင်အနီကိုလမ်းလျှောက်လာခဲ့တယ်လက်ထွားကတော့အသက်၁၄နှစ်ခန့်ရှိပုံရပြီးတော့ထွားချိုင်းတမက အနီထိုင်ကြမ်းတမ်းတော့တယ်သူ့ထက်အားနေတဲ့မောင်ចောင်းသားတွေကိုဗလာအောက်ကိုနေဘိုးလုံးအုပ်ချုပ်နေသူလေးဖြစ်တယ်ငါထွားကတော့မောင်ဘိုးဟောင်ရှိမှခါထောက်ပြီးမတက်ရက်လိုက်တော့တယ်မောင်မြက်ကြီးကဟောဒါကတော့ တို့ကြောင့်ရောက်လာတဲ့ចောင်းသားအစ်တပါသူ့နာမည်ကမောင်ဘိုးအောင်နဲ့ဘိုးအောင်နေဘောင်းအောင်နေငါမသိဘူးဒီចောင်းရောက်ရင်နာမည်အစ်တပေးရတာထုံးစံမေးမဟုတ်လားလက်ထွားဟာမောင်ဘိုးအောင်ကိုတိတိကျကျစူးစိုက်ကြည့်တယ်ဟေ့ကောင်မင်းလက်တွေပြစမ်းမောင်ဘိုးအောင်ကလက်နက်ဖက်ကိုရှေ့ထုတ်ပြလိုက်တယ်မောင်ဘိုးအောင်ကတော့အနေစင်းရတာကြောင့်ခြေလက်တွေမှာဝဲစုဝဲချောက်တွေကဘလက်ပွားနေဖြစ်နေရောတယ်မထွားကဝဲတွေကိုကြည့်ပြီးတော့ရွှေရှာတဲ့ပုံစံနဲ့တိုးလှုပ်ပြလိုက်သေးတယ် မင်းလမ်းမှာဝဲရီနေရွှေဆရာကြီးကွာဒါကြောင့်မင်းကိုငါတို့ဒီနေ့ကစပြီးတော့မောင်ဝဲလိုပဲခေါ်မယ်မောင်ဝဲလိုခေါ်ခရရတာကြောင့်မောင်ဘိုးအောင်မမကျေနပ်ဘူးအဲ့ဒီအဖြစ်ကိုငါထွားရလေးရိတ်မိတယ်ဟေ့ဝဲသူမင်းမှာဝဲရီပေါက်နေလို့မောင်ဝဲခေါ်တာမကြိုက်ဘူးလားကွာမောင်ဘိုးအောင်မပေးခက်ခက်ကြည့်နေရကြောင်းငါထွားကအင်းလက်မောင်နေကိုဆွဲတင်ကဗလာရီကိုထုတ်ပြလိုက်တယ်အောင်မန်မင်းကငါ့အောင်များပေးခက်ခက်ကြည့်တယ်ပေါ့မင်းကငါအကြောင်းမသိသေးဘူးထင်နေကျောင်းမန်ကံမန်တီတော့ မင်းတို့လက်သီးစာကျွေးမှဖြစ်မယ်။မောင်မြင့်ကြီးကဈာမဝင်လိုက်ကငထွားရဒီလိုမလို့စမ်းပါနဲ့ဖေစမ်းမောင်ကြီးမင်းမဖေမင်းကိုပါငါထိုးမယ်ကွာငထွားကောင်မောင်ဘူးအောင်ကအမျိုးမျိုးချင်းကြောက်တော့လေမောင်ဘူးအောင်ကမကြောက်တဲ့အပြင်ခါထောက်ပြီးအရှိကိုတိုးလာတယ်။မင်းကလူကောင်ကြီးတိုင်းမင်းကိုငါကြောက်ရမှာလားကွာငထွားရငထွားကဒေါသလွန်ထွက်သွားပြီးတော့တတိကိုကြင်နေအောင်ဆုပ်လိုက်တယ်။မောင်ဘူးအောင်ကတော့စူးရဲတဲ့မျက်လုံးနဲ့ ်လက်ထွားကိုမမိန်မတုံစိုက်ကြည့်နေရော်လေလက်ထွားကလည်းလက်သီးလက်မောင်းတက်ပြီးတော့မောင်ဖိုးအောင်ကိုထိုးနေရန်ဟန်ပြင်လိုက်စင်မှာပဲလက်သီးကကြောင်းအောက်ဘက်မှာစင်တန်းကြီးနဲ့ခုကနေထိသွားတော့တယ်လက်ထွားကလက်သီးကိုပုတ်ပြီးတော့နာကျင်စွာဖြင့်အော်ဟစ်ညညူနေတယ်အဲ့ဒီဖြစ်ကိုကြည့်ပြီးတော့မောင်ဖိုးအောင်မှာရီမောမိတယ်အခြားကြောင်းသားတွေကလည်းရီမောကြတယ်လက်ထွားကတော့မောင်ဖိုးအောင်ကမကြင်နဲ့ဘူးအဲ့ဒီချိန်တော့ဦးစင်းပညာသားမိတယောက်ပေးထုတ်တထုတ်ကိုယူပြီးတော့ ကြောင်းဆင်းလာတာကြောင့်ရခင်ကစုညံပေါ်လို့ရိုက်နေတဲ့မောင်ချောင်းသားတွေကမိခုရင်းနဲ့ဖြန့်လိုက်ပြီးနေချက်ချင်းငြိမ်ကြသွားတော့တယ်။မောင်ချောင်းသားတွေကလည်းသူ့နေရာနဲ့သူထိုင်လိုက်ကြတယ်။မောင်မြကြီးရဲ့နေပြီးမှတော့မောင်ဘူးအောင်ကထိုင်ရတယ်။ဥပညာသားမိကကိုင်းစာမသင်ခင်စာပြန်နှွေးရမယ်။အရင်ကသင်ထားတာတွေအာကုန်ယူကြစမ်း။မောင်ချောင်းသားတွေကကျောင်းစာတွေကိုတံပြန်ရုပ်ဆုံကြတော့တယ်။မောင်ဘူးအောင်ကတော့အဲ့ဒီစာတွေကို မတင်ဘူးသေးတာကြောင့်ဟိုကြည့်ဒီကြည့်ကြည့်နေမိတယ်။ တံပြန်ယူဆိုပြီးတဲ့အခါတော့ဥပညာသားမိကောင်းចောင်းသားတွေကိုစပီလင်္ကာတွေတင် जा ပြီးတယ်။မောင်ဘူးအောင်ကတော့တင်ငဲစာတွေကိုလိုက်မမီသေးတာကြောင့်အစိမ့်သက်သက်ဖြစ်နေရောတယ်။ဥပညာသားမိကောင်းမောင်ဘူးအောင်အနည်းကိုတိုးကပ်လာပြီးတော့မောင်အောင်နင်းကတော့ဘာမှမတင်ဘူးဘူးဆိုတော့တို့တွေဘလို့တင်နေကြသလဲဆိုတာအရင်လိလာအောင်ပေါ့ကွာ။စွန်းစားပြီးညနေပိုင်းအချိန်ကျရင်တော့မင်းမတင်လိုက်ရတဲ့တင်ငဲစာတွေကိုပြန်တင်ပေးမယ်။ဘာမှအာမငင်နဲ့ဟုတ်ပြီလား။ မောင်ဘူးအောင်မှာခေါင်းညိလိုက်ရတယ်။မကြမီစွန်းစားချိန်ကိုရောက်လာခဲ့တယ်။မောင်ကျောင်းသားတွေကတော့ဆရာကြီးစွန်းပုံးပြီးတဲ့အချိန်နဘီမှာဝိုင်းဝန်းကူညီပေးရတယ်။လက်စည်းရေကမ်းပြီးတဲ့အခါကမ်းရတယ်။ရက်တောင်ခက်ပြီးသူဟာခက်ပြီးရတော့တယ်။ဦးစင်းတွေစွန်းပုံးပြီးပြီးကျန်တဲ့စွန်းထမင်းစွန်းဟင်းတွေကို မောင်ကျောင်းသားတွေကမြောက်ဝီကစားတော့ရတယ်။ရွာရွာတွေကလူတန်းနဲ့စွန်းတွေကတော့မောင်ကျောင်းသားတွေပင်တောက်လောက်ငန်းကစားတော့နိုင်ပါတယ်။မောင်ဘူးအောင်ကတော့စင်ရတာကြောင့် အိမ်မှာထမင်းနဲ့မှန်အောင် အနိုင်နိုင်စားရတော့လေဖုန်းကြီးကြောင်ရောက်တဲ့အခါတော့တလေးထမင်းကို ဟင်းပေါင်းနဲ့စားရတာမို့အိမ်မှာထက်ဆိုင်ရင်တော့ပုံပုံဝဝလေးလေးစားတော့ရတဲ့အတွက်ပျော်ရွှင်နေမိတယ်။ထမင်းစားတော့ပြီးတဲ့အချိန်မှာတော့အားလက်သွားပြီးပဲဖြစ်တယ်။ဦးစင်ကြီးကလည်းနေလေခင်ကျင်းစိတ်ရန်အတွက်ပြင်ဆင်နေရောတယ်။မောင်ချောင်းသားတွေကလည်းကျောင်းရှိမြေကွက်လက်မှာစော်ကစားနေကြတယ်။မောင်ဘူးအောင်နဲ့ဥပညာသားမီးကတော့ကျောင်းအောင်မှာနှစ်ဦးလေးကျန်နေခဲ့တယ်။ကဲမောင် မောင်မင်းကိုဦးစင်းကဟိုးစားပြီးအစဖြီးတရတရာတွေကိုပြန်တင်ပေးမယ်။တခြားမောင်ចောင်းသားတွေကတော့တော်တော်ကလေးခီးပေါက်နေပြီကွ။သူတို့ကိုမီအောင်ဆိုရင်တော့တရင်ဘက်တပတ်လောက်တော့ကြာလိမ့်မယ်ထင်နေ။တပည့်တော်နောက်ကောက်ကြံမနေကြပါဘူးဗျာ။တပည့်တော်ကိုများများသာတင်ပါ။တပည့်တော်လိုက်နိုင်ပါလေ။ဥပညာတာမီမောင်စာလုံးတွေကိုတင်မုံကြီးရဲ့ရေးပြရွတ်ဆိုပြတယ်။မောင်ဘူးအောင်ကတော့တက်သားတင်မုံငယ်ကလေးပေါ်မှာရေးဖြူဖြင့်လိုက်လံရေးမဲ့ရွတ်ဆိုရတော့တယ်။ မောင်ဘူးအောင်ကညံကောင်းသူဖြစ်လို့ဥပညာသားမီတယောက်ပြင်ပပန်းပန်းတင်စရာမလိုအပ်ဘူးတင်ပြီးသမျှကိုလည်းမောင်ဘူးအောင်ကတစ်ခေါက်တစ်ခေါက်ယူယုံနေမမိလေဒါရီမကသေးဘူးမောင်ဘူးအောင်ကအရေးပြရင်အကောင်မြင်နေအတွက်တင်ငန်းစာသဘောတရားကို ပြောပြရုံများဖြင့်ကျန်တဲ့တင်ငန်းစာတွေကိုစစ်ပွားတွေ့တော့တတ်တော်တယ်ညနေဆောင်တဲ့အခါတော့ဥပညာသားမီပင်ညောင်းညာပြေးမန်းနေပြီမောင်ဘူးအောင်ကတော့စာသင်ယူနေရတာကိုပင်ပျော်ရွှင်နေမိတယ်ဥပညာသားမီကတော့ မောင်ဘူးအောင်အားပေးစာထုတ်တွေပေးခဲ့ပြီးတော့ကျောင်းမုံကိုတက်သွားတယ်။တခြားကျောင်းသားတွေစော်ကစားနေတော့လေမောင်ဘူးအောင်ကကျောင်းအောင်မထိုင်ကစာရေးစာဖတ်တောင်းရုပ်ဆိုတာတွေကို ပြုလုပ်နေရတယ်။ဆိုရင်မှရေးတက်တော့တဲ့မောင်မြက်ကြီးပင်မောင်ဘူးအောင်ကိုငေးကြည့်နေမိတယ်။ညောင်တဲ့အခါတော့မောင်ကျောင်းသားတွေကဖျားဝှက်တဲ့ရတယ်။ဖျားဝှက်တဲ့ပြီးစီးတဲ့အခါတော့ကျောင်းနောက်ဘက်မှာရှိတဲ့ကျောင်းဆောင်တို့ကမှတွားရောက်အိတ်ဆိတ်ရတော့တယ်။ဒါပေမဲ့လေမောင်ဘူးအောင်ကမပြန်သေးပဲ ဖះเจ้าဆောင်အနီးမှာစပေဖက်ရှုနေရတယ်။ဘုန်းကြီးเจ้าတို့ကမှာတော့မိမရှိပဲနဲ့ဖះเจ้าဆောင်မှာတော့စီမီတွေပူဇော်ထားတဲ့ပြင်နင်းချင်းနေရာကြောင့်ပဲဖြစ်တယ်။เจ้าနိုင်ဦးစင်းကြီးကတော့ဖះเจ้าဆောင်အရှိမစာရင်းနေတဲ့မောင်ဘိုးအောင်ကိုကြည့်ပြီးတော့အော်အော်သွားတယ်။ဒီမဲမောင်စာလိလာလာလေးလိလာတာပေါ့ကွယ်။စီမီအလင်းရောင်ကမိန်လို့နေ။ကြာရင်အမောင်မျက်စီမွေးမှာပေါ့။ရပါတယ်အရှင်ဖះတပည့်တော်မြင်ရပါတယ်။ဦးစင်းကြီးက မောင်ဘူးအောင်အနီမှာထိုင်လိုက်ကတိတ်ပအတက်ပညာကိုရှာမိတင် जा နေကြတဲ့သူတွေဟာဖြည်းဖြည်းတင် जा ရည်လို့လောကနေဒီကြမှာ ဖော်ပြထားတယ်မောင်အောင်ရဲ့တင်ယူခြင်းစိတ်ပြင်းပြတာကောင်းတဲ့အရာပါပဲမောင်အောင်ဒါပေမဲ့ရုပ်ခန္ဓာကြီးကိုတအားပြင်မအောင်ခိုင်းစေလိုက်လို့ဘယ်ဖြစ်ပါမလဲမောင်အောင်ရဲ့ဘာကြောင့်များဒီလောက်တောင်အပတ်တကုတ်စူးစမ်းနေရတာလဲပညာလိုချင်လို့ပါဗျာဒီနေ့တော့ရောက်မှာပေါ့ကွယ်စိတ်ရှိရှိထားစမ်းပါတင်မဖျောင်း တပည့်တော်တခြားចောင်းသားတွေနဲ့သင်ငန်းစာအတူတူရောက်ပြီဆိုရင်အရှင်ဘုရားပြောတယ်လို့ပညာဖြည်းဖြည်းရှာပါမယ်။ကောင်းပါတယ်မောင်ဘိုးအောင်ကိုကြည့်ပြီးတော့ဦးစင်းကြီးကပြုံးမိလေရော်တယ်။ဒါနဲ့မောင်မင်းကစားတာဖွဲ့ပြီးမယ်။မောင်မင်းပဲနေမွေးရလေဆိုတာပြောစမ်းပါဦးကွ။တင်မတပည့်တော်ကိုမွေးတဲ့နေ့ကလက်ပံရှိရငရင်လုတ်တဲ့နေ့ရပါဗျာ။ဟေးအဲ့နေ့ကဘယ်နေ့လဲမောင်အောင်။အရှင်ဘုရားနဲ့လက်ပံရှိရငရင်လုတ်တဲ့နေ့ပါဆို။ ။ဦးစင်ကြီးကနဖူးကိုသာလက်ဝါးနဲ့အခါခါရိုက်မိတယ်။ရှေးခေတ်အခါကပညာရေးနေပါကြတဲ့ကြီးလက်နေသူတွေကတော့သာသမီမွေးနေ့ကိုခုနှစ်တက်ဂရိတ်တွေနဲ့မှတ်သားထားခြင်းမရှိဘဲနဲ့ဘာကြီးပို့ထီတဲ့နေ့ညောင်ကိုင်းကြီးကြိုးကြတဲ့နေ့အစားရှိတဲ့ပြင်သာမှတ်သားထားကြတယ်။အခုလည်းမောင်ဘူးအောင်ရဲ့မွေးနေ့ကိုထူးထူးခြားခြားမှတ်သားမထားဘဲလက်ပံရှိွာငရင်လှုပ်တဲ့နေ့လို့တောင်းမှတ်သားထားပုံရတယ်။မွေးနေ့မွေးရမတိရကြောင်းဦးစင်းကြီးမှစားထားဖွင့်မရအောင် ါပေမဲ့မွေးဖွားတဲ့ရက်မှာတော့မြင်းကြီးရင်တောက်လို့ချင်းတို့ဖုံးကန်ကြီးမသူတို့အူလောကမြေပြင်ပေါ်ခြေချတဲ့နမိတ်မျိုးဖြစ်တာကြောင့် မောင်ဘူအောင်မှာထူးခြားတဲ့အစွမ်းရှိတဲ့လူတဦးဖြစ်မယ်လို့ခံမှန်းမိလိုက်တော့တယ်။ဒါကြောင့်မောင်ဘူအောင်စာဖက်နေရကိုမနှောက်ရှက်တော့ဘဲမောင်ဘူအောင်အနီမှာစီမီးတတိုင်ကိုထပ်မံထိုးပေးလိုက်ကောင်စက်တီရေကန်အတွင်ကိုဝင်လိုက်လျော်တယ်။အိမ်နေညာမောင်ဘူအောင်အိမ်မအိတ်ကိုဘယ်သူမှမတီးလိုက်ကြဘူး။မနက်အုံမောင်းခောက်ရန်ဦးစင်းတိန်ထွက်လာတဲ့အခါတော့ မောင်ဖိုးအောင်တယောက်မျက်နှာပင်တင်နေပြီဖြစ်တယ်။နေကြီးရောက်တဲ့အခါတော့မောင်ချောင်းသားတွေကစာသင်ရန်စူဝေးမိကြပြီဖြစ်တယ်။ဥပညာသားမီးကလည်းကျောင်းသားတွေရှေ့မှောက်ကိုရောက်လာတယ်။ gain ထုံးစံအတိုင်းတင်ပြီးသမျှစာတွေကိုအာကုန်ဆောင်ကြတော့အဲ့ဒီအခါတော့မောင်ချောင်းသားတွေကသင်ရန်စာတွေကိုတံမြန်ယူဆိုကြပြန်နေ။အဲ့ဒီအထဲမှာတော့မောင်ဖိုးအောင်လည်းပါဝင်နေ။မောင်ဖိုးအောင်ကလည်းသင်ရန်စာတွေကို အမာယူမရှိဘဲလိုက်လံယူဆိုနိုင်တာကိုတွေ့ရတယ်။ တခြားចောင်းသားတွေတလားခဲ့တင် जा ထားတဲ့တင်ငန်းစာတွေကိုမောင်ဖူးအောင်ကတ냐နဲ့တက်မြောက်နေရကိုမြင်တွေ့ရတဲ့အခါတော့ဦးစိန်ပညာသားမိမှာအလွန်အံ့ဩနေမိတယ်။အခြားចောင်းသားတွေကတင်ငန်းစာတွေကိုရွတ်ဆိုပြီးပြီးစီးသွားတော့လေမောင်ဖူးအောင်ကဆက်လက်ရွတ်ဆိုနေပြန်တယ်။အဲ့ဒီအခါဦးပညာသားမိကမောင်ဖူးအောင်အားတားမြစ်လိုက်ရတယ်။နေစမ်းမအောင်မအောင်ရအဲ့ဒီတင်ငန်းစာတွေကသူတို့ကိုမတင်ပေးရသေးဘူးကွာ။ငါ့ကိုလည်းတင်ခွင့်ပေးပါအောင်ကွာ။ ဦးပညာသားမီးကရည်ကြဲကြဲနဲ့ပြောလိုက်တော့မှမောင်ဘူးအောင်တယောက်ရက်တန်လိုက်တော့ရင်မောင်ဘူးအောင်ကမိမိဘာသာသင်ငန်းစာတွေကိုလေ့လာရင်အတော်ရှိအောင်နေရာကိုတတိထားမိသွားတယ်။စာသင်ပေးတဲ့ဦးစင်းပညာသားမီးကိုလည်းအားနာလာလာကြောင်းအဲ့ဒီသင်ငန်းစာတွေကိုထပ်မံသင်ယူပြန်နေ။စာသင်ကြားပြီးတဲ့အခါတော့ဦးစင်းပညာသားမီးတယောက်ကျောင်းပေါ်ကိုအလံတကြားနဲ့ပြေးတက်လာခဲ့တယ်။ဦးစင်းကြီးအရှိကိုရောက်တဲ့အခါတော့ဦးစင်းကြီးမောင်က အရင်ကစာမသင်ဘူးဆိုတာမဖြစ်နိုင်ပါဘူးဗျာအခု तू ကတခြားចောင်းသားတွေနဲ့စာရီလိုက်မိနေရဲ့အပြင်အရှိကိုယ်တော်နည်းနည်းကြိုရောက်နေပါဗောဗျာမောင်သာစာမသင်ဘူးဆိုရင်တော့ဒီဖြစ်ကတော်တော်ထူးခြားတဲ့ဖြစ်ပါဗျာမောင်တို့စင်ရတာမင်းလေးအတီပဲမဟုတ်လားမောင်ပညာရဲ့သူတို့တောင်စာမသင်မင်းနိုင်လို့ဒုစီလာဖို့ထားတာမဟုတ်လားဒါဆိုရင်တော့မောင်ကလေးကတော်တော်ထူးခြားတဲ့ကလေးတစ်ယောက်ပါဗျာမောင်ကကြိုးလေကြိုးစားတာကိုကြွ ဒီကလေးကစားပြီးအရာမှအထုံးပါရမီပါတယ်ထင်နေ။ဦးစင်ကြီးပြောနိုင်တာကတော့ဒီကလေးဟာတနေ့ထူးခြားထက်မြင့်တဲ့လူတစ်ယောက်ယောက်ဖြစ်မှာကွ့။ဒီလောက်တော့မညံကောင်းနေမှာတော့တင်ငန်းစီပြီးစာဝါလိုက်ခိုင်းမယ်ဆိုရင်ဆရာတော်ကြီးတပါဖြစ်လာနိုင်ပါတယ်ဖျာ။တိမ်လေဆန္ဒမစိုးပါနဲ့။အိုးမောင်ပညာရဲ့ဥမတရပဲရှိသေးတာ။သူ့ကိုနည်းနည်းလေးလာကြည့်ပါဦး။ဦးစင်ကြီးပြောတာကြောင့်ဥပညာသားမီးကလည်းကောင်းကျင်လိုက်ရတယ်။ဦးစင်ကြီးရောဥပညာသားမီးကပါ မောင်ဘိုးအောင်တယောက်ထူးချွန်ထက်မြက်လာတာကိုသတိပြုမိသွားပြီပဲဖြစ်ပါတော့တယ်။ပြိတ္တများရှင်ဆာကြီးဆရာအခါဆော်ရေးသားထားတဲ့ပထမံဘိုးဘိုးအောင်အပိုင်းတစ်ကတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နားစင်အားပေးခဲ့ကြတဲ့ပြိတ္တတယောက်ကြီးစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။